မင်္ဂလာပါရှင်။ This Celebrity New ရဲ့နိုဝင်ဘာ17ရက်နေ့ည8နာရီထိနောက်ဆုံးရနုပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။နိုင်ငံခြားမှာခင်မွန်းတဲ့စိုးသူနဲ့တူကိုဝင်လေထားရပြီဖြစ်ကြောင်းသတင်းတွေထွက်လာတဲ့စိုးမြေနနာရဲ့သတင်း။ဟန်နီတာနဲ့တူထွက်ပေါ်လာတဲ့ဗီဒီယိုလေးတစ်ခုကြောင့်မင်္ဂလာသတင်းစောင့်မျှော်ခံလာရတဲ့ခင်ဝင်းဝါရဲ့သတင်း။ရွှေတောင်ကြားမှာနေထိုင်တာ ပြပေမဲ့လည်းပိုင်ဆိုင်မှုတွေကိုထုတ်မကြွားတဲ့ယာစာနေဝင်းရဲ့သတင်း။ မင်္ဂလာဝေဖိတ်တဲ့ချိန်ဇက်ပုတ်စရံတွေကိုခွဲခြားဆက်ဆံတဲ့လုပ်ရတဲ့ခုကြောင့်လူပြောများနေတဲ့စုပြည့်တစင်းနဲ့ဟင်းဝင်ရရဲ့တရင်ပါဝင်တမီလေးကိုခရီးရန်တင်ပြလိုက်တဲ့ချမ်းချမ်းရဲ့လေးဝဲချက်တွေကိုလူသိအောင်လိုလဲလို့ရကြောင်းပြောလာတဲ့ဖုံးတဲ့ရဲ့တရင်တွေကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင် မင်္ဂလာပွဲဖိတ်တဲ့အချိန်ဇက်ပိုးဆိုင်ရန်တွေကိုခွဲခြားဆက်ဆံတဲ့လောရတစ်ခုကြောင့်သူပြောများနေတဲ့စိုးပြစ်တစင်းနဲ့ဟင်းဝင်းရန်လာမယ့်ရပိုင်းအတွင်းမှာကျင်းပရမယ့်မင်္ဂလာပွဲဖိတ်ဆောင်ပါနာမည်ကြီးမင်းသားမင်းမီးတွေနဲ့ဇက်ပိုးဆိုင်ရန်တွေကိုခွဲခြားဖိတ်လို့အစင်တန်းခွဲခြားနေဆိုပြီးတော့လူပြောများနေတာကစိုးပြစ်တစင်းနဲ့ဟင်းဝင်းရန်တို့စနေမောင်းနေမှာအားလုံးသိကြတဲ့အတိုင်းစိုးပြစ်တစင်းနဲ့ဟင်းဝင်းရန်တို့ကမကြခင်မင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်တို့ရောင်းဟာနိုင်ငံကျော်ထိတ်တန်းလူပညာရှင်တွေဖြစ်ကြတဲ့လျောင်းသူရဲ့မင်္ဂလာပွဲကိုလည်းခမ်းနားဆုံးကြီးကျယ်ဆုံးဖြစ်အောင်စီစဉ်ထားကြတာကိုတွေ့ပါရင် ဂျာတီရလာကတော့သူတို့မင်္ဂလာဝဲခန္ဓာဆုံး6ပွဲတော့ကျင်းပသွားမယ်လို့ဆိုပါတယ်။အဲဒီထဲကမှအဓိကခန္ဓာဖြစ်တဲ့မင်္ဂလာအခန့်ပွဲကြီးကိုရန်ကုန်မြို့ကကျင်းကားပွဲဟိုတယ်တစ်ခုဖြစ်တဲ့ Novotel Mans ရန်ကုန်မှာအလုံးစုံခန္ဓာထယ်ဝါစွာပြုလုပ်သွားမှာပါ။ဒီမင်္ဂလာပွဲအတွက်ဖိတ်ကြားထားတဲ့မင်္ဂလာဆောင်ဖိတ်စာကတော့တီးတန့်လူပြောများခဲ့ပါသေးတယ်။ဒါမှန်ဆက်ကိုဖိတ်စာမျိုးမဟုတ်ဘဲနဲ့လော်လှပတဲ့တန်ဖိုးကြီးတဲ့မှန်ပေါင်းပုံစံနဲ့ပြုလုပ်ထားတဲ့ဖိတ်စာဖြစ်လို့ဝေါ့တော်တော်မိုက်တာပဲတကယ်ကိုတန်ဖိုးကြီးတာပဲဆိုပြီးတော့ချီးကျူးတန်လေးထွက်ခဲ့ပါသေးတယ် ဒါပေမဲ့ခုတစ်ခါမှလိုပြောပြနေရတာဒီလိုချီးကျူးတာမဟုတ်တော့ပါဘူး။အဲဒီ lensery ဖိတ်စာတွေကိုဧည့်သည်တွေစီကိုကန်းတဲ့ပုံစံဖိတ်ကြားတဲ့နီလန်နဲ့ပတ်သက်ပြီးပြင်းထန်တဲ့မိကုံးထုံးမှုတွေဝေဖန်မှုတွေဖြစ်ပေါ်လာတာပါ။ကိစ္စကတော့ဒီလိုပါ။ဆိုပြီးစနေဟင်းဝေရန်တို့လူပညာရှင်လောကရဲ့ထိတ်တန့်စစ်မှရှိနေတဲ့တွင်ပေါ်လို့တို့ရဲ့မင်္ဂလာဝဲကိုဖိတ်ရမယ်လူပညာရှင်ဧည့်သည်တွေမိတ်ဆွေတွေကအလုံးများပြပါရယ်။ပြဿနာစားဖြစ်တာကအဲဒီလူပညာရှင်တွေဧည့်သည်တွေကိုဖိတ်ကြားတဲ့နေရာမှာပါ။တင်းနေထွက်ပေါ်လာတာကဆိုရှယ်မီဒီယာမှာပြောဆိုနေကြတာကတော့ တို့ဇနီးမောင်နှံဟာနမင်းကြီးထိတ်တန်းမင်းသားမင်းသမီးတွေကိုဖိန်ချတဲ့အခါမှာတော့ VIP အထူးအတဲ့တော့ဖြစ်နေတက်မှတ်ပြီးတော့လေးလေးဆဆဖိန်ချခဲ့ကြပါတယ်။ဒါပေမဲ့လူပညာလောကမှာတို့နဲ့တို့ရုံးကန်လှူရှားကြတဲ့ဇလန်တို့ကိုပြည်စုံဖို့ရေးပါတဲ့ဇဘုံဆိုင်ရဲ့တေယုံဆောင်တွေကိုဖိန်ချတဲ့အခါမှာတော့တာမန်ရိုးရိုးအနေနဲ့ဖိန်ချခဲ့တယ်ဆိုတာပါပဲ။ဒီလိုရည်ပေါ်မှာလူတွေကဒါဟာအစ်စ်တန်းခွဲကြတာလူမှုရေးရမှာမလုံးသိတဲ့ပြုဝရေးဆိုပြီးပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်ကြပါရယ်။နမင်းကြီးထိတ်တန်းတွေကိုမှမျက်နှာလုံးပြီးတော့နွမ်းမာရီဇဘုံစင်ရည်တွေကိုတော့ဖတ်မလို့ နေချာဆက်ဆံလိုက်တာလားဆိုရင်မိကုန်းတွေကပြိတ္တိကြားထဲမှာရောလူမညာအတိုင်းဝိုင်းထဲမှာပါချင်းလောင်းစွာထွက်ပေါ်နေတာပေါ့တကယ်တော့မင်္ဂလာဝဲဆိုတာပိုင်ရှင်ရဲ့အခွင့်အရေးပါသူတို့ကြိုက်တယ်လို့စီစဉ်ခွင့်ရှိပါတယ်ဒါပေမဲ့သူတို့ဟာတာမန်လူရင်းဖောက်ပဲနေပြည်သူတို့ကအားပေးကြတဲ့ထိတ်တန့်လူမညာရှင်တွေဖြစ်နေတဲ့အတွက်သူတို့ရဲ့လုံရတိုင်းဟာပို့ပြီးတော့အာယုံဆိုင်ရာဝေဖန်ခံရလွယ်တဲ့သဘာဝပါပဲလူမညာလောကဆိုတာတုံးနဲ့တို့မိခွန်နေရတဲ့မိသားစုလိုဖြစ်နေတဲ့နေရာမှာဒီလို VIP နဲ့တာမန်ဆိုပြီးတော့ခွဲခြားတာဟာငွေရှိသူနဲ့ငွေမရှိသူ နာမည်ကြီးသူနဲ့နာမည်မကြီးသူဆိုတဲ့စဉ်တန်းကွာဟမှုတွေပို့ပြီးတော့မိပေါင်းထုတ်ပြန်လို့ဖြစ်သွားစေခဲ့ပါတယ်။တကယ်တမ်းစပိုးစင်ရနေကမပါပဲဇလန်းတဘောရုပ်ရှင်တဘောကဖြစ်လာပါလဲမဟုတ်ပါဘူး။သူတို့ရဲ့အရေးပေါ်မှုတွေကိုမျက်ကွယ်ပြုပြီးဒီလိုခွင်းခြားဆက်ဆံနေလို့အမြင်ခံရတဲ့လောက်ရမင်္ဂလာပွဲမတိုင်ခင်ပွဲရှိတွေပေါ်အလွန်ကိုကြီးမားတဲ့အစောထင်းဖြစ်စေခဲ့ပါတယ်။ဒါဟာမင်္ဂလာဝဲစီစဉ်သူတို့ရဲ့အမားကြောင့်လားဒါမှမဟုတ်ပွင့်ရှင်ကိုရိုင်းကဒီလိုခွင့်ချဖို့ဆုံးဖြတ်ခဲ့တာလားဆိုတာကတော့သူတို့ကိုရိုင်းပဲအသိဆုံးဖြစ်ပါလိမ့်မယ် ။အလိုပဲဖြစ်ဖြစ်လာမယ့်ရက်ပိုင်းတွင်ရှင်းပါမယ်။ဒီခန္ဓာကြီးစဉ်အားရဲမင်္ဂလာပွဲကြီးဟာဒီခွဲခြားဆက်ဆံမှုဒရမာကြောင့်မင်္ဂလာအဝေးသက်တွေနဲ့ဝေဖန်မှုအဝေးသက်တွေပုံပြီးတော့လွှမ်းခြုံနေရတာတော့အမှန်ပါပဲ။ပရိသတ်တွေနေတဲ့ခါရောဒီကိစ္စပေါ်မှာဘယ်လိုမြင်ပါလဲ။ဒါဟာမင်္ဂလာပွဲပိုင်ရှင်တည်တဲ့ဆုံးဖြတ်ပိုင်ဝင်မလို့ဘယ်သူမှဝင်ပြောခွင့်မရှိဘူးလို့မြင်ပါသလား။ဒါမှမဟုတ်လူပြန်ရှင်ချင်းချင်းလှုပ်ဖို့အကင်ပဲချင်းချင်းပေါ့ဒီလိုခွဲခြားဆက်ဆံတာဟာတကယ်တမ်းမလုပ်သင့်မဖြစ်သင့်တဲ့အစဉ်တန်းခွဲခြားမှုတစ်ခုလို့မြင်ပါသလားမိမိတို့ရဲ့မြင်လေးကိုလည်းပြောသွားကြပါအောင်ရှင် ။သမီးလေးကိုခရီးယန်တင်ပြလိုက်တဲ့ချမ်းချမ်းရဲ့လေးဝဲချက်တွေကိုလူသိအောင်လုပ်လိုက်လို့ရာကြောင်ပြောလာတဲ့ဖုန်တိုင်းအခုချိန်ကြီးကျယ်ပြဿနာတက်နေတာကဆိုတော့ချက်ချင်းနဲ့သူ့ရဲ့ခင်မောင်ဟောင်းသမီးလေးမြမိုဂင်္ဂါမီရဲ့ဖခင်ဖြစ်သူတရုတ်ဆောင်ဖုန်တိုင်းတို့ရဲ့ကိစ္စပါပဲ။ပြိသက်တွေလိုက်မမိအောင်နည်းနည်းလေးပြန်ပြောရရင်ဒီကိစ္စကချက်ချင်းကအီတလီမှာရှိနေတဲ့သမီးလေးညမောကင်းကာကိုခရီးယန်ဘာသာနဲ့တရားဝင်သွတ်သိင်းနဲ့မင်္ဂလာပွဲလုပ်လိုက်တာကနေစတာပါ။ဂျာအိုဖခင်ဖြစ်တဲ့ပုံတိုက်ကတိလိုက်ရတဲ့အခါ ဖခင်ရင်ဖြစ်တဲ့သူကိုတဆက်ကလေးမှအတိမပေးကြောင်းမကြပဲသမီးတစ်ယောက်လုံးကိုဘာသာပြောင်းလိုက်တဲ့အတွက်လုံးဝမကျေနပ်ကြောင်းအကြီးအကျယ်ခံပြင်းကြောင်းဆိုရှယ်မီဒီယာပေါ်ကနေပောက်ကွဲခဲ့ပါရီဒီလိုဖုန်တိုက်ကချက်ချင်းကိုပြစ်တင်လာချိန်မှာချက်ချင်းကလည်းငြိမ်မနေပါဘူးပေပေါ်လိုက်လွင့်ပြီးတော့ပြန်လေခြေပါခဲ့ပါရီဖုန်တိုက်ကိုဖခင်တာဝန်ရောခြေခဲလို့လားဆိုတဲ့မိကုံးထုတ်ပြီးအတိတ်ကသူဖျားတည်ခြင်းနေဆိုလို့ခရီးရန်ဖြစ်တဲ့သူမကိုယ်တိုင်တင်းရာကြီးကုန်ခံတဲ့ဘေးကရာတွေ သူ့ဘက်ကသူမရဲ့ဆရာတော်ကိုမလေးမစားလုပ်ခဲ့တာတွေအထိပြန်လဲဖွင့်ချတိုက်ခိုက်ခဲ့ပါတယ်။ချက်ချင်းရင်အိတ်လိုက်လွင်ပြီးတော့ဖွင့်ချမှုပေါ်မှာဖုံးတိုက်ကနောက်တစ်ချိန်ပုံပြင်းထန်တဲ့တုတ်ပြန်မှုတစ်ခုထက်လှလာပြန်ပါပြီ။ပထမဆုံးအနေနဲ့ဖုံးတိုက်ကဒီလိုကိုကြီးကိုရာမိသားစုရှုပ်ရှင်းနေလေမြားချောင်းအကိစ္စတွေကို favorite တွေလွင်ပြီးတနိုင်ကလေးသီးအောင်အပြန်အလှန်ဖွင့်ချနေရလောက်ရှက်စရာကောင်းတာမရှိဘူးလို့သူ့ရဲ့ရှက်စိတ်ဖြစ်မိကြောင်းဖွင့်ဟလာပါရယ်ဆက်ပြီးတော့ချက်ချန်းကိုတိုက်ရိုက်တတိပေးလိုက်တာကတော့မမောက်မာဖို့နဲ့လူတွေထင်လွှဲအောင်မလုပ်ဖို့ပါပဲ အဓိကအချက်ပြင်းထန်ဆုံးသတိပေးချက်ကဖုန်တိုက်ကသူ့လက်ထဲမှာချမ်းချမ်းရဲ့ပြောဆိုထားတဲ့ screen shot တွေအများကြီးရှိတယ်။ဒီ screen shot တွေသာသူတရားဝင်ချပြလိုက်မယ်ဆိုရင်ချက်ချင်းတရားတော်လေးရှက်ကွဲသွားလိမ့်မယ်လို့ပြောဆိုလိုက်တာပါပဲ။ဒါချက်ချင်းရဲ့ဖွင့်ချမှုတွေကမှန်မနေဘူးသူမှတသက်ရှိတယ်လို့တစ်ဖက်လက်နဲ့ပြောလိုက်တာလည်းဖြစ်ပါတယ်။ဖုန်တိုက်ကသူ့ရဲ့ခန်းစားချက်ကိုပို့ပြီးတော့ရှင်းလင်းသွားအောင်သူပြောတာကချက်ချင်းမှာခုနောက်ယောက်ျားနဲ့ရတဲ့ကလေးတွေအများကြီးရှိနေပြီ။အဲနောက်ကျတဲ့ရတဲ့ကလေးတွေကိုကြိုက်တဲ့ဘာသာတွေအတွင်မှာ ခရီးရန်နဲ့သွင်းမလားဂျူးဘာသာနဲ့သွင်းမလားကြိုက်တာလုံနိုင်နေဒါပေမဲ့မြမိုကင်းကလေးကငါနေရှာတဲ့သမီးငါမာဒီသမီးလေးတယောက်ပဲရှိတာငါသမီးကိုဘာသာပြောနေကိစ္စမျိုးလုပ်မယ်ဆိုရင်ဖခင်ဖြစ်တဲ့ငါကိုသိပေးတဲ့နေအကြောင်းကြားတဲ့နေဆိုပြီးတော့သူ့ရဲ့မကြီးနေချက်ကိုပြပြတသားထပ်မယ်ပြောဆိုလာခဲ့တာပါဖုန်တရဲ့ဆိုရသမီးလေးကိစ္စနဲ့ပတ်သက်ပြီးသူတို့နေအောင်အမြဲတမ်းဆက်သွယ်ရှိနေရတဲ့အတိုင်းသူ့ကိုတမင်ချန်လက်ထားပြီးအခုမှဖခင်မပြီးသားတဲ့ပုံစံမျိုးဖန်ပြီးပြောဆိုနေရတွေကိုသူ့လုံးဝလက်မခံနိုင်မှုဆိုတဲ့သဘောပါပဲအခုတော့ဇလန်းကပို့ပြီးတော့ရှုပ်ထွေးလာပါပြီ ။ဘာသာရေးကိစ္စကနေစလိုက်တာဖခင်တာဝန်ချိန်မချိန်အပြန်အလှန်ဖွင့်ကြကြပြီးတော့အခုစက်ခွင်ရှော့ရီနဲ့တူလူတွေသိအောင်ပြမယ်ဆိုရယ်စင်တီရောက်ရှိလာပါပြီ။ဟုံးတိုင်းကတော့ဒါဟာသူ့အနေနဲ့နောက်ဆုံးချိန်တတိပေးတာဖြစ်တယ်လို့လည်းဆိုလိုက်ပါရယ်။ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေအားဒီကိစ္စမှာဘသူဘက်ကပုံမှန်နေလို့ထင်ပါသလဲ။ဖခင်ဖြစ်သူကိုအတိမပေးဘဲနဲ့ဘာသာအတွင်းလိုက်တဲ့ချင်ချင်မားတယ်လို့မြင်ပါသလား။ဒါမှမဟုတ်ကလေးကိုတာဝန်ယူဆောက်ရှောက်ထားတဲ့မိခင်မှာအခွင့်အရေးပြည့်ရှိတယ်။ခုမှလာပြောတဲ့ဖုံးတိုင်မားတယ်လို့ထင်ပါသလား။ မိမိတို့ရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်နိုင်ငံခြားမှာခင်မုန်းတဲ့စိုးသူနဲ့တူကိုဝင်လွယ်ထွားပြီးဖြစ်ကြောင်းသတင်းတွေထွက်လာတဲ့စိုးမြန်နေတာခုတစ်ခါမှတော့ပြည်သက်တီအာယုံသားသွားစီမဲ့သတင်းတွေတို့ထွက်ပေါ်လာပါတယ်ဒါကတော့တခြားတော့မဟုတ်ပါဘူးတေဦးဆောင်စိုးမြန်နေတာဟာသူရဲ့ခင်မုန်းဖြစ်သူအကယ်ဒမီမင်းသားကြီးစိုးသူနဲ့ရင်သွေးအရင်ရင်သွေးလေးကို ကိုဝင်လွင်ထားပြီဆိုတဲ့သတင်းလေးဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီသတင်းတွေဟာခုဆိုရင်အင်တာနက်ဆာမျက်နှာပေါ်မှာရောအမှုပညာရဲ့အတွင်းမှာပါအတွင်းသတင်းတွေမှာပါတော်တော်လေးကိုပြန့်နေနေတာဖြစ်ပါတယ်။ပရိသတ်တွေတီးခြားတဲ့အတိုင်းပဲတခက်တခါကမြန်မာပြည်ရဲ့ထိတ်တန့်မင်းမီကလပ်ဖြစ်တဲ့ဆိုသူတို့ဟာအမေရိကန်နိုင်ငံမှာအခြေချနေထိုင်ရဲ့တိုင်းဟန်ပြောရှင်တဲ့အင်အားရင်းတစ်ခုကိုတိစောက်ထားခဲ့ကြပါတယ်။သူတို့နှုန်းဟာအမှုပညာလောကမှာအောင်မြင်မှုတွေအတိအကျရရှိခဲ့တယ်လို့ကိုလရှင်အမေရိကန်ကသရရဲ့ဘွားဟာလည်းတော်တော်လေးကိုပြေဆုံးလွန်လာပါတယ်။ ဆိုမြတ်နနာမှာရခိုင်အိမ်တော်ရရှိထားတဲ့တိုးရီတော်သားလေးမြတ်တော်မောင်ရှိပြီးသားလေးကလည်းခုဆိုရင်အမေရိကန်မှာပညာသင်ကြားနေတဲ့ရွေးရောက်နေပါပြီဆိုတော့ခုထပ်လာတဲ့သတင်းတွေညာဆိုရင်မင်းသမီးဆိုမြတ်နနာကခင်မုန်းဖြစ်သူဆိုးသူနဲ့ရတဲ့ရင်သွေးလေးကိုလွှဲထားပြီးဆိုတော့သူရဲ့မိသားစုဘဝလေးကိုနောက်ထပ်ခြေလှမ်းတလန်နှိုင်းလိုက်တာလို့ဆိုရမှာပါဒါပေမဲ့ဒီသတင်းတွေနဲ့တော့ပရိသတ်တွေကမှမေးခွန်းထုတ်စရာတခုလည်းဖြစ်လာပါတယ်အဲ့ဒါကတော့မင်းသမီးဆုံမြတ်နနာရဲ့အသက်အရွယ်ကြောင့်ဆုံမြတ်နနာရဲ့အသက်အရွယ်နဲ့ကိုဝင်ဆောင်ဖို့ဖြစ်နိုင်ပါမလားဆိုပြီးတော့ဝေဖန်သုံးသပ်နေရတယ်လည်းရှိပါသေးတယ် ပုံမှန်အဖြစ်တော့တာမန်အဖြစ်ဒီတက်ရွယ်မှာတဘာဝတိုင်းကိုကိုဝင်ဆောင်ဖို့ဆိုတာစိန်ခေါ်မှုတွေရှိနေပါတယ်။ဒါပေမဲ့ပရိသတ်ကြီးတို့မေးတင်တာကသူတို့နေထိုင်နေဟာအမေရိကန်နိုင်ငံဖြစ်နေတာပါပဲ။အမေရိကန်လိုဆေးပညာဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံမှာတော့ခေတ်မီနည်းပညာတွေကူညီနေတဲ့ဆိုရင်ဘာမှမဆိုဖြစ်နိုင်ခြေရှိပါတယ်။အသက်အရွယ်ရနေပြီဖြစ်ပြီးကမ္ဘာကျော်နုပညာရှင်တွေကခေတ်မီနည်းပညာရင်းနဲ့ရင်းသွေးလေးတွေရယူနေကြတာပဲမဟုတ်ပါလား။တကယ်တော့ဆိုမျက်နှာနာနဲ့ကိုဆိုးသူတို့နှစ်ယောက်လုံးဟာသူတို့ရဲ့သွေးသားယဉ်ဖြစ်တဲ့ရင်းသွေးလေးတစ်ယောက်ကိုလိုအပ်နေကြလိမ့်မယ်ဆိုတာလည်းနားလည်လို့ရပါတယ်။ တို့တို့ဟာလည်းအောင်မြင်မှုတွေချမ်းသာကြွားမှုတွေနဲ့ပြည့်စုံနေတဲ့ဘဝလေးကိုတို့တို့နှုတ်မျိုးဆက်သစ်တယောက်နဲ့ဖြည့်လိုက်တာကလည်းသဘာဝကျတဲ့ကိစ္စတစ်ခုပါပဲ။ကဲဒီကိုဝင်ဆောင်တဲ့ကိစ္စဟာတကယ်ပဲဒီဖြစ်မလားဒါမှမဟုတ်ပရိသတ်တွေခြားထဲမှာပြန့်နေတဲ့ကောလာဟလသက်သက်ပင်လားဆိုတာစုံမျက်နှာတော်ဘက်ကတရားဝင်ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ရမှာပါ။ဒါမှမဟုတ်ဒီတဲ့ဟာကောလာဟလပဲဆိုရင်တော့မှဆိုမျက်နှာနဲ့စိုးသူတို့ရဲ့အမေရိကန်ဘဝလားအပူပင်မရှိအားကျစရာကောင်းလာအောင်ပြပြစုံနေရဆိုတာကတော့အသေးချာပါပဲ။ညီတော်ကဆိုရင်စိုးသူနဲ့ဆိုမျက်နှာတော့ဟာတိမ်ပေါင်း9000ကျော်တန်ဖိုးရှိတဲ့ 2025မော်ရင်နောက်ဆုံးပေါ်ရိုဝိုက်ကားကြီးကိုငွေသားနဲ့ခြေခြေပြီးဝယ်စီးနိုင်တာဒေါ်လာမီလီယံချီပြီးတော့ဇိမ်ခံအင်ဂျီတွေမှာနေထိုင်နေတာကသူတို့ရဲ့ကြွယ်ဝဖို့ကိုတက်တည်ပြနေတာပါပဲခင်မောပြည်သူကိုစိုးသူကလည်းအမေရိကန်မှာထိတ်တန့်ဆရာဝန်တရားဖြစ်တဲ့အောင်မြင်စွာရည်တည်နေတာမို့လို့သူတို့မိသားစုကတကယ်ကိုတိုက်တွေကားတွေနဲ့အဆင်ပြေပြေနေတဲ့ထက်တန်းလောက်ဘဝကိုပိုင်ဆိုင်ထားတာပါဒီလိုချမ်းသာကြွယ်ဝမှုတွေပေါ်မှာပါနောက်ထပ်ရင်သွေးလေးပါရလာပြီဆိုရင်တော့သူတို့ဘဝရင်စိတ်နှကက်ရွှေနှကက်ဆိုတော့ပြည့်ပြည့်စုံသွားတာအမှန်ပါပဲပြည်သက်ကြီးတို့ကရော မင်းသမီးစုံမျက်နှာရဲ့ဒီကိုဝင်ဆောင်တဲ့နဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်မိကြပါသလဲတကယ်ဖြစ်နိုင်တယ်လို့ထင်ပါသလားဒီသတင်းသာအမှန်ဆိုရင်သူတို့အတွက်ဝမ်းသာကြမှာလားမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားကြပါဦးရွှေတောင်ကြားမှာနေထိုင်တာဖြစ်ပေမဲ့လည်းပိုင်ဆိုင်မှုတွေကိုထုံမကြွားရရာစားနေဝင်အားလုံးမင်းမိကလာပါသက်ဆယ်လေးပဲဒီနျူပေးကနေပြန်လေကကြိုဆိုလိုက်ပါရီ တမှုထူကြရီတရုတ်စာပုံစံတွေနဲ့ရှားစားနေဝင်းကအခုမှလူတီများလာတာမဟုတ်ပဲဒွိနေခစ်ပြိုင်မင်းသားတယောက်ဖြစ်နေခဲ့သူပါရှားစားနေဝင်းရဲ့ဆိုင်ကတော့အခြားဘသူနဲ့မှလိုက်တူးလို့မရပဲခစ်ရှိပြေးခဲ့ပါရင်ဇင်းစောမြင်ပလဲဝင်းဆူရှုံးနေစားတဲ့မင်းသမီးတွေနဲ့တူကျွညာရီများစွာကိုရိုက်ကူခဲ့ပြီးတော့အောင်မြင်မှုတွေရခဲ့ပါရင်ဆူရှုံးလည်းနဲ့ဇင်းစောမြင်တို့ကအိမ်အောင်ကြသွားပြီးမဲ့လေရှားစားနေဝင်းနဲ့ပလဲဝင်းတို့ကတော့လူပြိုကြီးပြိုကြီးဖြစ်ကျင်ရင်နေစေဖြစ်ပါရင် ရာဇာနေဝင်ကနှိမ့်တော်ကြအောင်နားထားခဲ့ပြီးအခုနောက်ပိုင်းမှသာကျွန်ညာရီဇလန်တဲတွေမှာတရုတ်ဆောင်လာတာပါ။အသက်60နာနီးကလာတဲ့ထိတဲ့အိုက်တင်တွေကမလျှော်သေးပါဘူး။ရာဇာနေဝင်ကနမိတ်ချင်းမင်းသားကောလိပ်ချင်းနေဝင်ရဲ့သားဖြစ်တယ်လို့အစိုးရဟိမာနေဝင်နဲ့လည်းမနမရှင်တော်ဆက်သူဖြစ်ပါရည်။ဒါရင်မကားသေးပဲနဲ့ရာဇာနေဝင်ဟာနမိတ်ချင်းမင်းသမီးအိနာကျော်စင်းနဲ့လည်းမနမဝန်ခွဲတော်ဆက်တဲ့ပြင်အနုပညာမျိုးရိုးအပြည့်ရှိသူရာစာနေဝင်းကအဖေရဲ့အချိန်ဝါကုန်မတုံးမဲကိုပိုင်ရေးချင်းနဲ့ကြိုးစားလာခဲ့ပါတယ် ရာဇာနေဝင်ကမျိုးရိုးစင်စဲကျဲဝါချမ်းသာတဲ့မိသားစုကနေစဉ်သက်လာတာဖြစ်ပေမဲ့လည်းထုတ်ကြွားတဲ့သူမဟုတ်ပင်အခုထိနုပညာလုပ်တွေကိုလုပ်ကိုင်နေပါတယ်။သူရဲ့ညီမဖြစ်တဲ့အစိုးရဟင်မာနေဝင်ကမန်နေဂျာလုပ်ပေးပြီးတော့လိုအပ်တဲ့ယာရီကိုစီမံခန့်ခွဲပေးပါတယ်။ရာဇာနေဝင်တို့မိသားစုကအခြားသောနုပညာရှင်တွေနဲ့မတူဘဲပိုင်ဆိုင်မှုတွေများပြားတာကြောင့်အမေဖြစ်သူနဲ့အိမ်တလုံးစီမနေတိုင်းပင်မင်းခြံချင်းကကြောချင်းကပ်ဖြစ်ပါတယ်။သူတို့ရဲ့အိမ်ကရွှေတောင်ကြားရဲကွက်မှာရှိပြီးတာမီနေရာအိမ်တလုံးထဲမှာနေထိုင်ကြပါတယ်။ ရှီတောင်ကြရက်ွက်ကရန်ကုန်မြို့ရဲ့လူကုန်ထံရက်ွက်ဖြစ်ပြီးမြေွက်တူကိုယ်ရည်နဲ့တင်တိမ်ပေါင်းများစွာတန်ကျဲရှိတာကြောင့်စည်ကြီးတဲ့ချမ်းသာတဲ့သူတွေပဲနေထိုင်တဲ့ရက်ွက်ဖြစ်ပါတယ်။အင်တာဗျူးတွေမှာပြောပြောနေတဲ့ပုံပဲလေရာဇာနေဝင်တို့ကတော့ရှီတောင်ကြရက်ွက်ထဲမှာတင်အိတ်တယောက်တစ်လုံးစီနဲ့နေထိုင်ကြတာပါ။ရာဇာနေဝင်ကဝါသနာရအမှုပညာလုပ်တွေကိုလုပ်နေပေမဲ့လေသူတို့မိသားစုကတော့ကျဲဝချမ်းသာပြီးသားဖြစ်ပါတယ်။သူရဲ့ခြံဝင်းထဲမှာရိတ်ရတဲ့တပ်ပင်များစွာကိုလည်းစိုက်ပျိုးထားပြီးတောင်းအိုလေးတဲ့ကအိမ်လေးနဲ့တောင်းတူနေပါသေးတယ်။ အာဇာနည်ဝင်းကအပင်လေးတွေကိုသဘောကျတဲ့ပြင်လမ်းသွန်းလမ်းလာတွေဖြတ်သွားရင်းနဲ့ကြည့်ရအောင်လို့မှန်တစ်ချက်လေးထောင်းပေးထားသလိုမောရင်နားရအောင်လို့အုတ်ခုံလေးတွေလည်းပြုလုပ်ပေးထားပါတယ်။အာဇာနည်ဝင်းကပျော်ပျော်နေတဲ့သူဖြစ်ပေမဲ့ပိုင်ဆိုင်မှုကအဲ့လောက်များမဲ့ခုမှတည်တဲ့ပြိတက်တရတော့ရှမ်းကူမအံ့ဩသွားကြပါတယ်။အာဇာနည်ဝင်းကအမေဖြစ်သူကိုစောင့်ရှောက်ရင်းနဲ့နေထိုင်နေပြီးသူ့ရဲ့ကျမ်းမာရင်းနဲ့စားဖို့တောက်ဖို့ကိုတော့ညီမပြတဲ့ဟိမာနည်ဝင်းကပဲစီစဉ်ပေးပါတယ်။ ရာဇာနေဝင်ရမီကလည်းဖျားတရားကိုပဲဦးစားပေးလုပ်တယ်လို့ရာဇာနေဝင်ကလည်းကျမ်းမာရေးအတွက်စပိန်စီပါရယ်။ငွေကြေးချမ်းသာရေးရာဇာနေဝင်ကစပိန်ကိုတောင်မှတာမန်စပိန်ဝယ်ထားတာမဟုတ်ပဲဒေါ်လာ9000တန်စပိန်နဲ့ပြိုင်ပွဲဝင်ဖို့လေ့ကျင့်နေတာပါ။မနေ့ဆိုရင်1ကီလိုမီတာပြေးပြီးတော့တနေ့ကိုတနာရီတရားထမ်းလေးရှိပါရယ်။တယောက်တည်းလူပြိုကြီးဖြစ်တာကြောင့်စားတောက်စရာကိုတော့ညီမဖြစ်တဲ့ဟီမာနေဝင်ကနေ့စဉ်ချက်ပြုတ်ပြီးတော့ပို့ပေးလေးရှိပေမယ့်ညီမဖြစ်သူရဲ့သင်းကိုတော့တစ်ခါမှနားမထောင်ဘူးလို့ဆိုပါရယ်။ ရာဇာနေဝင်ကအသက်အရွယ်ရလာပေမဲ့ချေးထွက်မဲ့လေးချိန်ခန်းတွေပဲလုပ်နေတာကြောင့်အမြဲတမ်းကျန်းမာလန်းစားနေပြီးတော့သူ့ရဲ့ဖြစ်သက်မှုပုံစံကတော့အားကျလို့စရာဖြစ်နေပါရီပရိသတ်ကြီးရောရာဇာနေဝင်ရဲ့တချိန်ကပရိသတ်ဖြစ်ခဲ့ဘူးလားဆိုတာကိုမမပြောခဲ့ပေးပါအောင်ရှင်အနီနာနဲ့တူထပ်ပေါ်လာတဲ့ဗီယိုလေးကြောင့်မင်္ဂလာသတင်းဆောင်မြော်ခံလာရတဲ့ကင်ဝင်းဝါ ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါရစ်။မင်းသမီးချောလေးခင်ဝါကတော့အမျိုးသမီးပြိသက်တွေရာအားကြရတဲ့အထိအလားပါတွေကိုပိုင်ဆိုင်ထားကြတာဖြစ်ပါရစ်။ခင်ဝါအနေနဲ့အလားမေလောကကနေစတင်ကပြိသက်အားပေးမှုခိုင်မာရှာထားကြတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းအောင်မြင်မှုတွေကိုဆက်ထိန်းထားနိုင်ခဲ့ပါရစ်။ဒါကြောင့်လည်းရုပ်ရှင်နဲ့ပဲဒီပါနေရာတစ်ခုကိုရရှိထားကြတာဖြစ်ပါရစ်။ခင်ဝါကတော့ချီရဲနဲ့ပတ်သက်လာတဲ့အခါတိတ်ဆိတ်မှုကိုသာသဘောကျသူဖြစ်ပါရစ်။ ဟုံထားနေရမျိုးတွေတိုင်အေဂျင့်ရဲ့အခြေအနေတွေနဲ့တူတာဖြစ်ကျော်နေကြရပါဒါကြောင့်လေတကိုယ်ရေတောက်ပနေတဲ့ဝင်းဝါလေးပေါ်မင်္ဂလာသတင်းတွေကိုစောင့်မျှော်လာကြရတာလေးဖြစ်ပါတယ်တဖက်မှာတော့အလင်းရောင်ဟန်နီတာလို့လို့ပရိသတ်အကြိမ်နုပညာရှင်တွေနဲ့တူအချီအေးချီယာကဏ္ဍပြပြကထွက်ပေါ်လာကြတာပါ။ဒါ့အပြင်လည်းကမ္ဘာပေါ်မှာမဖြစ်လာနိုင်တဲ့အခြေအနေတွေကလည်းတဖက်မှာရှိနေကြတာဖြစ်ပါရည်။အဆိုပါအခြေအနေတွေကတော့သားသမီးတွေကမိဘတွေထက်အရှင်မွေးဖွားလို့မရတာ။ထွက်သွားတဲ့သူကိုပြန်လာဖို့မျှော်လင့်မိနေရတဲ့အတူ ကျွန်းတစ်ခုပေါ်မှာနှစ်ဦးတည်းသာကျန်ရှိတော့ပေမဲ့အလင်းရောင်နဲ့ခင်းဝါချစ်သူတွေဖြစ်မလာနိုင်ဘူးဆိုရတဲ့အခြေအနေတွေပဲဖြစ်ပါရည်။အန်ဒီတာကတော့ဘဝအသားပေးတဲ့ချင်းလေးတွေကြောင့်ပရိသတ်တွေရဲ့ချစ်တော်တို့ဖြစ်လာခဲ့တာဖြစ်ပါရည်။တပုတ်ဆိုတပုတ်တိတိမိမိတီးဆိုနိုင်တာကြောင့်လည်းခင်းဝါလေးနဲ့တူရှစ်ပေးလာခဲ့ကြတာပါ။ဒါကြောင့်လေနေနေလာရွှေနဲ့မြလို့လိုက်ဖက်ကြတဲ့သူတွေဖြစ်အမခင်ပရိသတ်တွေရဲ့သဘောကျမှုကိုပါရရှိထားခဲ့တာဖြစ်ပါရည်။ပရိသတ်တွေကတော့စားသောက်ဆိုင်တစ်ခုအတွင်းကဘီယိုလေးတပုတ်ကြောင့်လက်ရှိပါဆက်ဝေစားလာခဲ့ကြပါရည်။ တငယ်ချင်းလေးနဲ့တူစကားပေါက်ပွဲနေတာမျိုးဖြစ်ပေမဲ့လည်းအတူတူမြင်တွေ့လာရတာကြောင့်သဘောကျနေကြတာပါ။ဒါပြင်မှာတော့မြင်ရခဲ့တဲ့ခြေနေတွေဖြစ်တာကြောင့်လည်းရှစ်ပေနေကြတဲ့သူတွေအတွက်ဝမ်းသာတရားဖြစ်လာကြပါသည်။ခင်းဝါနေဟန်နေတာတို့ကတော့2019ခုနှစ်စတင်ကအပိုင်းဆက်တွေဖြစ်နေကြတာပါ။ဒါပြင်မှာတော့အရင်ကလည်းလူတန်းတွေကိုတူတူလုပ်ခဲ့ကြတာဖြစ်ပါသည်။တုံးတဲ့ကျောင်းဆောင်ကြီးဆောက်လုပ်လာနိုင်ဖို့အတွက်လူတန်းမှုတို့ကိုပြုလုပ်လာကြတာပါ။ကြိုင်မယ်လေးမျက်စိလေးနဲ့စုံနောက်ပြိတ္တကြီးကတော့ကက်ကက်ကွကွင်းဆိုသလိုမြင်တွေ့မိခဲ့ကြတာဖြစ်ပါသည် ဒါကြောင့်လည်းမယိုးနိုင်တဲ့ချစ်ဆက်လန်းလေးဖြစ်အချင်းချင်းခါခါထွက်ပေါ်လာခဲ့ရတဲ့ဖြစ်ပါရယ်။လက်ရှိမှာတော့ဘီယိုတခုကနေခြေတီကမရှင်းတော့ဘူးလားဆိုပြီးပါဟန်နီတိုင်းရဲ့တခြင်းလေးတိုင်းမိကုန်းတွေထုတ်လာခဲ့ကြတာဖြစ်ပါရယ်။ပရိသတ်ကြီးတော့လည်းလိုက်ဖက်မှုရှိကြတဲ့သူတွေဖြစ်ခင်းဝါနေနဲ့ပါဝင်လာနိုင်မလားဆိုတာကိုအမြင်လေးတွေမျှဝေပေးခဲ့ပါအောင်နော်။